မယုံကြည်နိုင်စရာကောင်းတဲ့ထိမ့်လန့်စရာကောင်းတဲ့ဖြစ်ပျက်များဒီနေ့မှာတော့မယုံကြည်နိုင်စရာကောင်းတဲ့ထိမ့်လန့်ပွဲခြေနေတွေကိုကင်မရာကရိုက်ကူးရရှိတဲ့အကြောင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်ကင်မရာကသာရိုက်ကူးမထားခဲ့ဘူးဆိုရင်ဒီခြေနေတွေကမယုံကြည်နိုင်လောက်အောင်ပဲဖြစ်ရမယ့်အကြောင်းတရားတွေဖြစ်ပါတယ်ကြိုတင်ပြင်ဆင်မထားပဲရုတ်တရက်ဖြစ်သွားတဲ့ဒီခြေနေတွေဟာငလင်တစ်ခုလှုပ်တလို့ပါပဲအော်ထိမ့်လန့်မှုတွေအမြဲပြည့်စွတ်နိုင်ပါတယ် ဒီလိုခြေနေတွေကိုရိုက်ကူးဖမ်းမိတဲ့ဗီဒီယိုကိုကြည့်လိုက်ရအောင်။နံပါတ်၁ Nevshat Tennessee မှာနေထိုင်သူများရဲ့အံ့ဖွယ်ဖြစ်2019ခုနှစ်ဇန်နဝါရီလမှာ Nashville Tennessee တွင်နေထိုင်သူများအတွက်ထိလက်ပွဲအကြောင်းတစ်ခုဖြစ်သွားပါသည်။အရာကတော့တိုက်တွေ့ကြတဲ့မှာနိမ့်နိမ့်လေးပြန်တန်းနေတဲ့လေရင်တစင်းပြန်တန်းမှုပဲဖြစ်ပါရည်။အဲ့လေရင်တာမန်ရိုးရိုးလေရင်မဟုတ်ဘဲစစ်လေရင်တစင်းဖြစ်နေလိုပါပဲ။စစ်လေရင်တစင်းကမြေပြင်နဲ့နီးကပ်စွာပြန်တန်းမှုဟာမြို့သူမြို့သားတွေအတွက် ခင်းလန့်မှုနဲ့တူစိတ်မလုံခြုံမှုတွေကိုလည်းခံစားရပါတယ်။နောက်ပြီးစစ်လေရင်ဟာအဆောင်ဦးထိန်းတဲ့ပြတင်းပေါက်များဖြတ်ကျော်ပြီးနိုင်ဝက်လောက်ကြာအောင်လှည့်ပတ်ပြီးတော့ထွက်ခွာသွားပါတယ်။ထိလန့်နေတဲ့ဒေသခံတွေဟာအာနာပိုင်တွေကိုယာနေချီပြီးတော့ဖုံးဆက်ရသည့်အခြေဖြစ်ပွားခဲ့ပါတယ်။အနာပိုင်းတွေဟာစစ်လေရင်ပါကြောင့်လူနေအိမ်တွေကြားပြန်တမ်းရလဲဆိုတာစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့စစ်လေရင်မောင်းသူပိုင်းလုံးဟာစမ်းသက်ပြီးစစ်လေရင်ကောင်မောင်းနေစဉ် ရုတ်တရက်ရာသီဥတုမကောင်းတာမို့လူနေအိမ်ကြားတွေကိုရောက်လာကြောင်းပြောပါရင်မြို့နေထိုင်သူတွေရုတ်တရက်ဆိုတော့အတော်လေးထိတ်လန့်သွားမယ့်ပုံပါပဲ။နမနေ့ငမန်းနဲ့လိုင်းစီချင်းငမဲနဲ့လိုင်းစီချင်းဟာကမာတလွားမှာရှေးဘန်းဆာရတဲ့အာစာတစ်ခုဖြစ်ပါရည်။လိုင်းလုံးကြီးတွေကို ထိုးပါပြီးစီးရတဲ့ရတာဟာဘာနဲ့မှလေလိုမရှာတဲ့ feeling တစ်ခုဖြစ်ပါရည်။2015ခုနှစ်မှာရှီလာရှော့စီ profession ဖြစ်တဲ့ Miss Fanny ဟာကမာရှီလာရှော့စီရဲ့ပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါရည်။ အဲ့ဒါကတော့တောင်အာဖရိကပင်လယ်အော်တစ်ခုမှာကျင်းပါရီပြိုင်ပွဲတစ်ခုဖြစ်ပါရီဒီပြိုင်ပွဲမှာငမန်းကမနဲ့တူရေလွာလျှောစီးနေတာကိုမှတ်တမ်းတင်ရရှိခဲ့ပါရီငမန်းရဲ့တောင်တွေကဘုတ်ကိုဖောက်ထွင်းနေတာကိုနောက်မှတွေ့ခဲ့ရပါရီငမန်းကကန်ထဲမှာလှည့်ပတ်သွားလာနေပါရီဒီလိုဖြစ်ရက်ကပြိုင်ပွဲနှစ်ကြိမ်စလုံးမှာကြုံတွေ့ခဲ့ရတာမလို့ mid fanny တယောက် ရီလွာလျှောစီးတဲ့အားစားကနားယူတဲ့ချင်းဆိုတာနားလည်လိုက်ပါရီအဖြစ်စင်တစ်ခုတိုက်ဆိုင်စွာဖြစ်ပြီးနောက်မစ်ဖန်နီရီလွာလျှောစီးတဲ့အားစားကနေအနားယူလိုက်ပါရီနံပါတ်3တေကံမရောက်တမပြောက်ဘယူတီဘလော့ဂါကောင်မလေးတယောက်သူ့ရဲ့ဘလော့တွေလိုက်လွှဲစင်မှာပဲမထင်မဲ့ပဲငယ်လင်းတစ်ခုပြပြင်းထထန်လှုပ်ခဲ့သွားပါရီသူမရဲ့လိုက်လွှဲနေတဲ့ခန်းကလည်းပစ္စည်းတွေဖိအိုပြေပြုတ်ကြပြီးတစ်ခန်းလုံးရှုပ်ပွားသွားပါရီသူမရဲ့မျက်နှာမှာလည်းနှကန်းနေတဲ့ဘေးဘက်ကိုပေးကျန်ပွားထွားသွားပါရီ ဘီးကိုနှကန်းနီဆွဲချောင်းကြီးနဲ့လမ်းလွင့်ရမိသားဖြစ်သွားပါရီတကယ်ကိုလှပါရီမြင်ကွင်းကနေရုတ်ချီဖီယိုဖီရဲ့ဆန်သွားတာပါနံပါတ်၄ပြည်သူတွေတက်လေရင်ပြကွယ်ဒီတစ်ခါမှလေဩစတြေးလျလေတက်မှာအသုံးပြုနေတိုက်လေရင်တွေကို ပြည်သူတွေကြားပြန်တန်းပြခဲ့ပါရီဂျာကတော့ပြည်သူတွေကြားလမ်းကြောင်းမှပြီးတော့ရောက်လာတာမဟုတ်ဘဲ2019ခုနှစ်မှာပွဲတော်တွေကာယဗလအလှပြကွက်ကိုပြသခဲ့ပါရီ Ryan Mervin ကတိုက်လေရင်မှုတအုပ်ဖြစ်ပါရီ တိုက်လိရင်အလားပြားခွင့်မောင်းနေသူတွေမှာတဦးပါဝင်ဖြစ်ပါသည်ရခိုင်တော့ထိုကံယိုတဲ့အလားပြတရုတ်ကိုကားနဲ့လုဆောင်ခဲ့ပြီးရခုတစ်ခါမှတော့တိုက်လေရင်နဲ့အစားထိုးရှင်ပြိုင်ခဲ့ပါရီဒီမြင်ကွင်းကလည်းအန်အောပွေရမြင်ကွင်းတစ်ခုဖြစ်သလိုပြည်သူတွေအတွက်ထူးဆန်းတစ်ခုလိုဖြစ်နေပါရီနံပါတ်5မရနာမကြောက်ကြရေးအာကလူများဒူဘိုင်းမှာရှိတဲ့ကမ္ဘာအမြင့်ဆုံးစာအုပ်ကနေခုံချတဲ့မြင်ကွင်းကိုမြင်ရင်စိတ်ထဲဘလို့နေမလဲအတော်လေးသိရစရာကောင်းမယ်လို့ထင်ပါရီ အမြင့်ကျောက်တဲ့သူတွေအတွက်အပေါ်ဆုံးကနေအောက်ကိုကြည့်ရင်တောင်အတော်လေးလက်စရာကောင်းပါရင်ဒါကိုခုံချနေဆိုတာအတော်လေးတတိကောင်းမှရပါမယ်ဒီလိုသုံးယောက်ကတော့ဒူဘိုင်းမှာရှိတဲ့ကမ္ဘာအမြင့်ဆုံးစာအုပ်ကနေခုံချခဲ့ပါရင်အတော်လေးတတိကောင်းတယ်လို့ပြောရပါမယ်သူတို့ခုံချတာသိရအောင်သူတို့ရဲ့နောက်မှာမိကုံးငွေတွေထွက်ပြီးလာလာပါပါအထက်မြင့်ကနေခုံချပါရင်တကယ်ကိုမှယူခစီလောက်တဲ့မြင်ဝင်ပါပြီနံပါတ်6ရဟတ်ရင်ရဲ့ဏီကုံး ဒီမြင်ကွင်းကလည်းမထင်မှတ်ဖဲဖြစ်ပွားတာကိုမှတ်တမ်းတင်ထားတာပါရဟယင်တစင်းအပေါ်တက်ပြန်ဆန်းစင်မှာမထင်မှတ်ဖဲနဲ့အောက်ကိုပြုတ်ကြတဲ့မြင်ကွင်းမှာပြုတ်ကြတာကအရှိန်နဲ့မဟုတ်ဘဲခုံဆော့ခုံဆော့နဲ့အောက်ကိုတဖြည်းဖြည်းကျလာတာပါပြုတ်ကျသွားပြီးတော့ဘလို့ဖြစ်သွားလဲဆိုတော့ဘီယိုမှတ်တမ်းထဲမှာမပါလို့မသိရပါဘူးနမကွန်ဒုံးကြီးရဲ့ရုတ်တရက်ပောက်ကွဲမှုဒီမြင်ကွင်းကတော့ဒုံးကြီးတစ်ခုပောက်ကွဲမှုကို -10 ကွာကနေကြည့်နေကြတာဖြစ်ပါတယ် ဒေါကြီးတွေကမထင်မတဲ့အချိန်မှာပေါက်ကွဲတပါရီအခုတခါမှဘာကြောင့်ပေါက်ကွဲရဆိုတာသိချမသိရပဲရုတ်တရက်မထင်မဘဲနဲ့ပေါက်ကွဲခဲ့တာဖြစ်ပါရီဒီလိုဖြစ်စဉ်ဟာမြင်ရခဲ့တဲ့မြင်ကွင်းမလို့လူအများပြားဟာဒီဖြစ်ပျက်အတွက်စိတ်ဝင်စားနေပါရီနမဲရှိအသိရစရာမြင်ကွင်းတစ်ခုဒီမြင်ကွင်းကတော့နယူးယောက်မြို့ထဲမှာစိုင်ကယ်နဲ့လျှောက်သွားစဉ်မှတ်တမ်းတင်ထားတဲ့ bio file ဖြစ်ပါရီဒီလိုမျိုးကြီးမှာအခုလိုပုံစံမြင်ရတော့လေမြင်ကွင်းဟာထူးဆန်းနေသလိုပါပဲ ကောင်းနေကြတဲ့မှာဖြတ်တန်းသွားလာတဲ့ပုံစံကလည်းအသေးရစရာကောင်းပါရဲ့။နံပါတ်9ဆယ်ရီရုတ်တရက်ပေါက်ထွက်တဲ့အခါဆယ်ရီရုတ်တရက်ပေါက်ထွက်သွားတဲ့အခါရိုက်မိထားတဲ့ BO5 မှာရှယ်ရီအပြင်းပြင်းထွက်လာပုံကတကယ်ကြောက်စရာပုံမှာဆယ်ရီကျိုးပေါက်ပြီးရွှွန်နော်ရီဖြစ်ကျင်ခဲ့ပါရဲ့။ တကယ်ကောမှာကြောက်စရာကောင်းတယ်လို့အံ့ဩစရာလည်းကောင်းပါရဲ့ရှိရင်ဖွေးလိုက်လင်းထက်လာတာလေကြည့်ရတာအသေးစားလို့ပါပဲဒီနေ့ပြောပြရင်ကြောင်းရကတော့မယုံကြည်နိုင်စရာကောင်းနေဖြေးလင်းစရာကောင်းနေအဖြစ်ပြက်မြင်ကွေးများကြောင်းပဲဖြစ်ပါရည်ဒီဗီဒီယိုဒီကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and follow တစ်ချက်လောက်ပြုလုပ်ပေးခဲ့ပါဦးရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်